လီဗာပူးနဲ့ပါတင်းင်းတွေထွက်ပေါ်လာပြီးဖြစ်တဲ့ဟယ်ရီကိန်းဘိုင်မွနစ်ပတင်းရဲ့တိုက်စစ်ကစားသမားဟယ်ရီကိန်းဟာဒီနွေမှာပရီးမီးယားလိစီပြန်လာဖို့အလေးနဲ့စဉ်းစားနေတယ်လို့တင်းင်းတွေထွက်ပေါ်လာခဲ့ပြီးသူ့ကိုခေါ်ယူဖို့ရေပန်းစားနေတဲ့အတင်းကအတင်းကောင်တော်တန်ဟောစ်ပါမဟုတ်ပဲလီဗာပူးအတင်းဖြစ်နေပါတယ်စပိန်တင်းမီဒီယာရဲ့အဆိုအရဟယ်ရီကိန်းနဲ့နီးစပ်တဲ့တင်းင်းရင်းမြစ်တွေကအသက်32နှစ်အရွယ်ကစားသမားဟာဒီယာဒီကောမှာပရီးမီးယားလိစီပြန်လာဖို့အလေးနဲ့စဉ်းစားနေကြောင်းနဲ့အင်္ဂလန်မှာပဲသူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်ချင်နေတယ်လို့လည်းဖော်ပြထားပါတယ်ဒီတည်းမှာပဲလီဗာပူးအသင်းကဟယ်ရီကိန်းကိုခေါ်ယူဖို့ရည်ပန်းစားနေတယ်လို့ထပ်လောင်းဖော်ပြထားပါတယ်။ဟယ်ရီကိန်းဟာ 2023ခုနှစ်နွေမှာစပါးကနေဘိုင်ယန်ကိုပြောင်းရွှေ့ပြီးကြတဲ့ကဂျာမန်ကလပ်မှာဂိုးရင်မြောင်များသွင်းယူပေးနေသလိုဒီအာဒီမှာလည်းကစားသမားဝါရဲ့ပထမအဆုံးအဓိကဆူဖလားကိုရယူဖို့နှိစက်နေပါတယ်။ဒါပေမဲ့ဆူဖလားတွေရရှိခဲ့ရင်အသင်းကနေပြန်လည်ထွက်ခွာခွင့်ပြုနိုင်မယ့်အချက်လက်တွေစာချုပ်ထဲမှာပါဝင်နေတယ်လို့သတင်းတွေထွက်ပေါ်ထားတာကြောင့်ကိန်းအင်းနဲ့အင်္ဂလိပ်မြစ်စီတကြောပြန်လာရောက်နိုင်ပါတယ်။ကိန်းကစပါးသင်းတဲ့လူပရီးမီးယားလိမှာနှစ်ပေါင်းများစွာဖြတ်သန်းခဲ့စဉ်တွင်ပရီးမီးယားလိသွင်းကို233ဂိုးအထိတွင်းယူနိုင်ခဲ့ရင် ပြန်ဝဲလျှောက်ဒုတိယမြောက်ဂိုးသေးများဆုံးနေရာရောက်ရှိခဲ့ပြီးထိတ်ဆုံးနေရာမှာတော့ညူကာဆယ်နဲ့ဘလက်မတ်ကစားသမားဟောင်းကြီးအလန်ရှီးယားကဂိုးပေါင်း260နဲ့ရက်တည်နေပါတယ်။ဒါကြောင့်ဂိမ်းအနေနဲ့ဘိုင်ယန်ကနေပရီးမီးယားလိအတင်းတင်းစီပြောင်းရွှေ့လာမယ်ဆိုရင်အလန်ရှီးယားရဲ့စံချိန်ကိုလိုက်မိဖို့ဒါမှမဟုတ်ကြော်ဖြတ်ဖို့လာလာကောင်းလေးပိုင်ဆိုင်ထဲမှာဖြစ်ပေမဲ့ဒီလိုပြောင်းလာပြစ်မယ်ဆိုရင်တောင်အတင်းအောင်စပါးထက်လေဘာပူးစီရောက်ရှိဖို့ကပိုပြီးနီးစပ်နေပါတယ်။ဂိမ်းအနေနဲ့စပါးကစားသမားဟောင်းဖြစ်လို့အာဆင်နယ်ချက်စီတို့လိုစပါးရဲ့လန်ဒန်မြို့ကန်တို့စီပြောင်းရွှေ့မှာမဟုတ်သလိုယူနိုက်တက်ကလည်းဂိမ်းအတွက်ငွေကြေးသုံးဆွဲဖို့မလွယ်ကူတဲ့အပြင် မန်စီးတီးကလည်းဂိမ်းကိုခေါ်ယူဖို့မလိုတာကြောင့်ပက်စစ်အင်အားဖြည့်ဖို့လိုအပ်နေတဲ့လီဗာပူးကသာဂိမ်းကိုခေါ်နိုင်ချေပိုများနိုင်ပါတယ်။ဒီမှာ United ရဲ့အမတ်ကချ